ရဟန်းကောရမရောက်လာပြီငါကိုမှုချူမြစ်ချူပြောတဲ့ကိုရော့ကြီးဆိုပြီးတော့လူတွေကိုစူယုံပိုက်ဆံပေးပြီးတော့ဆဲခိုင်းနေနော်ဘုန်းကြီးတွေဆောင်းရလာဝိုင်းဆဲအဲ့ဒီမှာရှင်နန္ဒမထေရမြတ်ကမြတ်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားတဲ့တပည့်တို့ဆောင်းရသွားရင်လူတွေကတပည့်တို့ဆဲကြတယ်တဲ့ဒါကြောင့်ဒီမနေပဲတခြားရွှေ့ကြပါစို့လားလို့ဆိုတာ မြတ်စွာဘုရားကအနန္တအဲ့ဒီနေရာကထပ်ဆင်းရောဘယ်လိုလုပ်မလဲဆိုနောက်တနေရာရွှေ့တာပေါ့ဗျာဆိုဘုရားကအဲ့ဒါလို့မလုပ်သင့်ဘူးတဲ့ပြဿနာတစ်ခုဟာဘာကြောင့်ဖြစ်တယ်ဆိုတာအခြေမြစ်သိပြီဒီနေရာမှာ ဖြစ်တဲ့ပြဿနာဒီနေရာပဲငြိမ်းမှခီးဆိုတာသွားသင့်တယ်ပေါ့နှုတ်မပြဿနာဆိုတာမရင်ဆိုင်မဲနဲ့ရှောင်းတိန်သွားတာမမှန်ဘူးရင်ဆိုင်ရမယ်ပြဿနာမြတ်စွာဘုရားရင်ဆိုင်ဖြေရှင်းရမယ်လို့ ဲ့တော့တပတ်လောက်နေတော့ငြိမ့်သွားတာပေါ့အဲ့ဒီလိုမြတ်စွာဘုရားရဲ့စိတ်တက်မှာရှင်ဆိုင်ပြီးတော့နေတော့ဆက်မလုံးနိုင်ကြတော့မြတ်စွာဘုရားပေါ်မှာအညိုးကြီးတဲ့မဂ္ဂနီယဂေါရမဘုရားဘာကြောင့်ဒီဥလာတော့ဂေါရမဘုရားကိုဘသူတွေထောက်ပတ်နေတော့ဆိုတော့သူနဲ့ပြိုင်ဘက်တာမဝတိမိဘုရားကထောက်ပတ်နေတယ်ဆိုတော့သူသိတော့သိတော့ သူတို့ထောက်ပံ့နေတာသူလည်းငါဒုက္ခပေးမယ်ဆိုမျိုးစုံဒုက္ခပေးနောက်ဆုံးမှာဘလောက်ထီအောင်လုံတုံးဆိုဥဒိဏမင်းကြီးမြို့ပြင်ထွက်ပြီးဥယင်ကစားသွားနေတဲ့အချိန်လေးမှာသူဥလေးရင်ကိုမှားပြီးတော့တမောတီတို့နေတဲ့နန်းတော်ကိုရှင်နန်းနေဆုတ်ဓာတ်စီတွေဆုတ်မှာပေါ့လေအဲ့ဒီခေတ်ကမိလောင်စားတွေကိုဆုတ်အကုန်လုံးတိုင်းတွေကိုပတ် ပြန်ဆင်းလို့မရအောင်ပြင်မကချက်တွေထိုးပြီးတော့နန်းတော်မိရှုလိုက်ပါတာမဝတီတို့စထုံးမှုဆိုမိရှုတတ်လိုက်တယ်တာမဝတီတို့နန်းတော်မိလောင်တယ်လို့ကြားတော့ဥဒိဏမင်းကြီးကအပြေးလာခဲ့တာသို့တော်သူလာတော့မိကကျွန်းသွားပြီမိသားကနောက်ကျစပြင်းပဲအဲ့ဒါလိုအဲ့တော့မိသားတမန်နောက်ကျလေအဲ့ဒီမှာတာမဝတီတို့ဆုံးသွားတော့ဥဒိဏကြီး စိတ်ပြက်လက်ပြက်မိလောင်ခံရတာနဲရမဟုတ်ဘူးတမောဒီကောင်းဆောင်ပြီးတော့မြို့သမီး900ဟာမိရပါသွားတယ်မိလောင်တာ900တောင်ပါသွားတယ်ဘသူလက်ချက်လဲဆိုတာဥဒိနာမင်းကြီးစုံစမ်းတဲ့အခါမာဂဏီရဲ့လက်ချက်ဆိုတာကိုသိရတာမာဂဏီကိုအပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့ဆွေမျိုးသားချင်းတွေရော သူ့ဘက်ကအပေါင်းပါတွေရောအကုန်လုံးဆွေမျိုးဆိုတဲ့ပုဂ္ဂိုလ်တွေရောအကုန်လုံးနိုင်ရင်ပြန်မှာခေါ်မြေကြီးတဲ့မြို့ခေါင်းဖော်ထားပြီးတော့ထဲနဲ့ထိုးပြီးတော့ဘာကဏီတို့ကိုပြစ်ထန်ပေးတယ်အဲ့ဒီပြဿနာအကြီးကျယ်ဖြစ်ခဲ့တာအဲ့ဒီဒီတော်တော်ရက်စက်တဲ့ပြဿနာကြီးတစ်ခုဖြစ်လာတယ်